မင်္ဂလာပါရှင် K Story YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေကိုရွေးချယ်ပြီးတော့တင်ဆက်ပေးလျက်ရှိပါသည်။ဒီကနေ့မှာတင်ဆက်မယ့်ဇာတ်လမ်းကတော့စာရေးဆရာဖုံးမင်းနိုင်ရဲ့မောင်ဖြိုးနှင့်ကျုပ်တို့ရွာကတည်ရဲနိုင်ဆရာကြီးဇာတ်လမ်းစာစဉ်ကားတင်ဆက်မှာဖြစ်ပါသည်။တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe နဲ့အားပေးဖို့တောင်းဆိုချင်ပါသည်။ဇာတ်လမ်းအစ်တွေတင်နိုင်သည့်ရှိစီဖို့အတွက်ဘီနာကနိုတီခေါင်းလောင်းကိုနှိပ်ထားပေးပါ။တကြံလေးပြီးပြီဆိုတော့ ကျုပ်တို့ရွာကလေးမှာလည်းတရွာလုံးနေပါရွှေကျင်တဲ့အလုပ်ကိုအားတော်ခွန်ဆိုင်လုပ်ကြရပြီလေဗျအဲ့အထဲမှာကျုပ်တို့ညီအကိုလည်းပါတာပေါ့တကြံလို့သာပြောတာပါဗျကျုပ်တို့ထွေမှာပျော့ပါးခွင့်တောင်မရခဲ့ပါဘူးခမားတို့လည်းအတိပဲလေဘရောက်တစီမွေလို့ကျုပ်တို့တွေမန်တလီဖြတ်လိုက်ရတယ်ဆိုတာအမေကတော့ကျုပ်တို့ညီအကိုနှစ်ယောက်တဏီကုံရွှေကျင်ရမှာဆိုတော့ထမင်းညိုင်လေးအသင့်ထုတ်ပြီးမိဖို့ကြောင့်လည်းမှပြင်ဆင်ထားလိတယ်။ကျုပ်အကူကြီးကတော့ချောင်းဆက်မှာရွှေကျင်ရမှာဆိုရင်တိတ်ကိုပြောနေတာဗျ။ ရွာရဲ့အပြိုကျော်တစ်တိုက်ကိုငန်းရမဲဆိုတဲ့အတွေးကြောင့်လားမသိဘူးအစောကြီးကိုထနေတာပဲဗျပြီးတော့ကျုပ်အိယာနိုလိုအိမ်အောက်ထပ်ဆင်းလာတော့အကောကြီးတယောက်မှန်တင်ကုန်ရှိမှအလုရှုံနေတာလေဒါနဲ့ကျုပ်လည်းမိဖို့ကြောင့်နေရအမေလက်ရနဲ့မနက်စာကိုအားရပါရလွေးနေတာပေါ့ဗျအဲ့ဒီအချိန်မှာပဲအိမ်ပေါက်ကမှကျုပ်အဖေနာမည်ကိုဩခေါ်နေတဲ့အတန်တန်ကိုကြုတ်ကြလိုက်ရတယ်ဗျဦးကြီးကြီးစိန်ပြောဦးကြီးကြီးစိန်အဲ့ဒီလိုအတန်လေးကြာရော အဖေကလည်းအိမ်ရှိခန်းကနေထပြီး ခြံတကတော့ဖွင့်ပေးလိုက်တာပေါ့ဦးကြီးကြီးစိန်ဆရာကြီးဖြိုးရှိလားဟိတ်ကောင်းဆွေဆောင်ရဘယ်ဟာဆရာကြီးဟာငါတို့အိမ်ကိုလာရမှာလဲကွာအဖေကအဲ့ဒါလိုပြောလိုက်တော့ဆွေဆောင်ကလည်းအိမ်ထဲကိုအတင်ပြေးဝင်လာတယ်ဗျာဆွေဆောင်ဆိုတာကျုပ်တို့ရွာရဲ့မဟာနာမည်ကျော်ပုဂ္ဂိုလ်တဦးပဲလေသူ့နာမည်ကလင်းလက်ဒါပေမဲ့သူ့မျက်လုံးတွေကတော့ဓာတ်တိုင်ကိုကြည့်ရင်တက်ပင်ကိုပဲမြင်ရတဲ့ပုံစံမျိုးဗျာအဲ့ဒါကြောင့်သူ့ကိုတရွာလုံးကဆွေဆောင်လို့ခေါ်ကြတာပေါ့ဗျာ အခုဆွေဆောင်ကအဖေကဘောက်ဆက်ဆက်ပြောလိုက်လို့လားမသိပါဘူးအိမ်ထဲကိုပြေးဝင်လာတာဗျပြီးတော့မိဖို့ကြောင့်နဲ့မှထမင်းစားနေတဲ့ကျောက်ကိုလည်းမြင်ရောဝမ်းသာအားရကျုပ်စီပြေးလာပြီး အခုလိုပဲပြောလိုက်တယ်ဆရာကြီးဖြူကဲပါအောင်မြကျွန်တော်အမလှထွေးကြည့်တရေဝင်ပူးနေလို့ဗျသူစကားကြားရတော့ကျုပ်တော်အံ့ဩသွားတယ်ဗျတသက်လုံးကလေးကကျုပ်ဆိုရင်မျက်မုံကျိုးနေတဲ့ထီကောင်ကအခုတော့ကျုပ်ကိုဆရာကြီးတဲ့အမေပြီးတော့မင်းတွေငါတွေသုံးတဲ့သူကကျွန်တော်ဆိုပြီးတောင်းရင်ကြီးနေသေးတယ် အခုသူကကျုပ်ကိုဆရာကြီးလို့ခေါ်လိုက်တော့သူ့နောက်ကလိုက်လာတဲ့အဖေရဲ့သူ့ရဲ့အတန်ဆိုးကြောင့်အိမ်အပေါ်ဓာတ်ကနေဆင်းလာတဲ့အမေရဲ့အကိုကြီးရဲ့ကလည်းကျုပ်ကိုအံ့ဩတကြီးနဲ့ကိုကြည်နေတာဗျဒီတော့ကျုပ်ကလည်းအဖေတို့ရှေ့မှာဝင့်ကြွားတဲ့စကားနဲ့ခုလိုဆိုလိုက်တာပေါ့ဗျခမားတို့လည်းအတိပဲလေကျုပ်တစီပူးခံရတဲ့သူတွေကိုထုတ်ပေးခဲ့တယ်ဆိုတော့အော်ကိုဆွေဆောင်းမလားကျုပ်ဒီနေ့ရွှေကျင်သွားမင်လို့တော့စိတ်အာယုံနဲ့မှခမားလာမှကြိုတိနေလို့မသွားသေးပဲစောင့်နေတာပါဗျ ဟင်းဟောက်လာဆရာကြီးဖြူအာကိုပါတယ်ဆရာကြီးဖြူရဲ့ကျွန်တော်အမတော်ကျုပ်တိပြီးပြီခမောင်းအမတရေပူခံရတယ်မလားဗျာဆရာကြီးဖြူဟာဘလို့တိကျုပ်ကလည်းအစောအထိတ်လန့်တကြသူပြောထားတာကိုမေ့ပြီးတော့ကျုပ်ကအထင်ကြီးနေတဲ့ကိုဆွေဆောင်ကိုကြည့်ရင်ဆရာကြီးခိုက်ဖန်းကမျက်စိစုံမိအာယုံပြုတ်လိုက်တယ်လေအဖေနဲ့အမေရဲ့အကိုကြီးရဲ့ကတော့ကျောက်ကမျက်စိဇပံမွေးစူးနေကြမှာတော့တိကြလေတယ်ပြီးတော့ကိုဆွေဆောင်အမြောက်ကောင်းတော့ကျောက်ကကျုပ်တောင်တကြမင်းရဲ့ ဗန်တုကပလာမြောက်ဖြာထက်တော့ရှောက်သွားတယ်လို့ထင်လိုက်ရတယ်လေ။ဘာပဲဖြစ်ဖြစ်ကျုံလဲဒီကောက်တော့လိုက်ရရင်အလုံးလုံးစရာမလိုတော့ဘူး။ပြီးတော့အဖေတို့အမေတို့ပြောဆိုတန်းကိုလည်းခင်ရတော့မှာမဟုတ်ဘူးလေ။ဒါနဲ့ပဲကြောက်လေခုလိုပဲပြောလိုက်တာပေါ့။ကိုဆွေဆောင်အခုကြောက်ကိုလာပြင်တာဆိုပါတော့။ဟုတ်ဟုတ်ပါရဲ့ဆရာကြီးဖြိုးရဲ့။ကြောက်အမလှထွေးကြည့်တရေပူးနေလို့ပါ။ဘာဘာကွာမင်းအမလှလေးကိုဘယ်တရေကဝင်ပူးတာလဲကွာ။အဲ့ဒီတိတ်အိမ်ငါနဲ့တွေ့မဲကြောက်တောင်ဘာမှမပြောရသေးဘူး။ အကိုကြီးကကြားဖောက်ပြီးတော့ပြောလိုက်တယ်။ဒေတော့ဆွေဆောင်ကအကိုကြီးကိုဘူးကြီးကြည့်လိုက်တော့အမေကခုလိုပြောလိုက်တယ်ဗျ။ဟဲ့ဆွေဆောင်နင့်ကိုဘာမှမလုပ်ဘဲဘာလုံးကားကိုဘူးကြီးကြည့်ရတာရော။ဟာဒေါ်လေးအေးရလဲ။ကျောက်ကဒေါ်လေးအသားကြီးကိုကြည့်တာပါဗျာ။အော်မသိပါဘူးဟဲ့။နင့်အကြီးရလဲတားကိုကြည့်တာအမေကိုမြင်နေရတယ်လို့တကယ်တည်းကလည်းပြောကုန်မပြောချင်တော့အမေကအဲ့ဒါလိုပြောပြီးတော့အိမ်အပေါ်ဓာတ်ကိုပြန်တက်သွားခဲ့တယ်။ဆွေဆောင်ကတော့အမေပြောတဲ့စကားကြောင့် စိတ်ထဲမှာမတင်မကြဖြစ်မိမှာအမှန်ပဲလေမဟုတ်ဘူးလားဒါပေမဲ့ तू ကလည်းအမေဆိုကြောက်တယ် तू ငယ်စဉ်အခါကအမေကျွန်တော်တို့ကိုဆုံးမတဲ့လက်တံကို तू ကောင်းကောင်းရင်းနှီးနေတော့အမေကိုရှိန်နေတာလည်းဖြစ်ရင်ဖြစ်မယ်ဆရာကြီးဖြိုးရဲ့ကျွန်တော်ရဲ့အမအကိုကဲပါအောင်မြအခုချိန်မှာကျွန်တော်အမအကိုကဲနိုင်တဲ့သူဆိုလို့ဆရာကြီးဖြိုးပဲရှိတာပါကဲတိုက်သူကိုကဲရမှာပေါ့ကောင်းလေးရဲ့အခုအချိန်ကျတော့ဘယ်သူကဆရာဘယ်သူကအပလာဆိုတာတဲကွဲပြီမလားကျောက်ကကောင်းလေးလို့ပြောလိုက်တော့ ကိုဆွေဆောင်အော်တကြီးနဲ့ကြည်နေတယ်လို့အကိုကြီးကလည်းမထင်မှတ်ဖြစ်ကျုပ်အပလားလို့ပြောပြီးတော့လက်ညှိုးအသူ့ကိုထိုးပြတယ်လို့ဖြစ်တော့ဒေါပွားသွားပြီးခုလိုပြောလိုက်တာဗျဘာကွာမင်းကငါ့ကိုအပလားလို့ပြောကျင်နေတာလားငါဖြူမင်းတော်တယ်ဆိုတာငါအဲ့နေတဲ့လောက်ပဲရှိတယ်ပေးစမ်းမင်းရဲ့အဆောင်ကျိုးအကိုကြီးကတော်လေးစိတ်တူသွားပြီးကျုပ်လည်းပင်ကဘာကြီးတူပေးခဲ့တဲ့အဆောင်ကျိုးလေးကိုအတင်းဆွဲဖြုတ်တော်တာဗျအင်အားချင်းမများတော့ကျုပ်လည်းအသာတကြီးပေးလိုက်ရတာပေါ့ တီတော်မကိုအီယာကိုစီဆောင်ဘက်ကိုကြည့်ပြီးဆရာကြီးဂိုက်ဖမ်းပြီးခုလိုပြောလိုက်တာဗျဟေးကောင်ရောက်ဖမင်းအထင်ကြီးနေတဲ့ဆရာကြီးဖြိုကဒီအဆောင်မပါပဲစွမ်းမယ်ထင်ခေါ်သွားလေငါ့ကိုအပလာပြောတဲ့ဒီကောင်ကိုငါပြန်မပေးဘူးအကိုကြီးအဲလိုပြောပြီးကျောက်စီကအဆောင်ကျိုးကိုယူပြီးတော့အိမ်အပေါ်ပြန်တက်သွားတာဗျကျောက်ကလည်းကျောက်ပဲလေအကိုကြီးရှေ့မှာမျက်စိနှာအောင်လှုပ်မိလိုက်တာကိုအဖေကလည်းကျောက်တို့ဖြစ်ပုံလေးကိုစိတ်ဝင်စားဟန်မပြဘဲနဲ့သူ့ဟာသူ့ပဲအိမ်ရှိခန်းမှာထိုင်နေလေတဲ့ အခုကျတော့ကိုဆွေဆောင်ကလည်းကြောက်ကိုတေချာကြည့်ကအချိုးပြောင်းသွားတယ်။အော်အခုတော့အပလာဖြိုးကအပလာဖြိုးဖြစ်သွားပြီ။အခုဆရာနိုင်ကိုပဲခေါ်ရတော့မယ်။မြို့ဆရာနိုင်၊ဆရာကြီးနိုင်၊ဆရာကြီးနိုင်ဆရာအဆောင်ကျိုးနဲ့ကျွန်တော်အမအကိုကယ်ပေးပါဦးမြ။ကိုဆွေဆောင်ကအိမ်အပေါ်ထက်ကအကိုကြီးကိုအားထုတ်လို့ပြောပြီးအော်ခေါ်နေတဲ့တန်းကိုအပေါ်ထက်ကအမေကနားချမြင်ကတ်လာတယ်ဗျ။အခုအမေကအငဲကောင်ထော်ကြီးကို ကျောင်းသွားဖို့ပြင်ဆင်ပေးနေတဲ့အချိန်လေးဗျအောက်ကဘဲတလုံးညာတစ်ဖက်ကောင်မနှက်စောစောစီစီအတံပြဲကြီးနဲ့ငါအိမ်ကိုအလူအိမ်များမှတ်နေသလားပြီးတော့တေးနာကြညီအကိုလှုပ်သွားမှဆိုလေသွားရှုပ်ရှုပ်ရှက်ရှက်အတံကြားရင်တနခါတုံးစာမိမယ်အမေကအဲ့ဒီလိုအတံပြီးပြီးတစ်ဆက်ထဲမှာပဲအိမ်အပေါ်ဓာတ်ကနေတနခါတုံးပြက်ပေါက်တဲ့တစ်ချက်ကိုကျုပ်တို့ကြားလိုက်ရတယ်ဗျတိတ်မကြပါဘူးအကိုကြီးတယောက်အဖေတိုက်ပုံနဲ့ပစိုးအကွက်ကျဲကျဲကြီးတွေကိုဝတ်ပြီးအပေါ်ကောင်မောင်အဖြူကြီးပေါက်လို့ ိမ်အောက်ကိုပြေးဆင်းလာခဲ့ပြီလေအမေကအကိုကြီးကိုမျက်စိနှောက်ပြီးတော့တနခါတော့နဲ့ပြက်ပေါက်လိုက်တာပဲထင်နေဗျအကိုကြီးကလည်းအိမ်အောက်ထက်ရောက်တာနဲ့ဆွေဆောင်လက်ကိုဆွဲပြီးကမန်းကရန်အပြင်ကိုပြေးတော့တာဖြူကြောက်တော့သူတို့နှစ်ယောက်အနောက်ကိုမနေပြေးလိုက်ရတယ်ဒီလိုနဲ့ရွာအလဲပိုင်းလဲရောက်ရောချက်ချင်းဆိုသလိုကျုပ်အကိုကြီးမျက်နှာတီးငိမ်သွားတယ်ဗျပြီးတော့တကယ့်ကိုအထက်လန်းဆရာကြီးရောင်းရောင်းနဲ့ကလေးတန်းတန်းနဲ့ခြေလန်းအမှန်နဲ့ကိုရှောက်ပါလေရောဆရာနိုင်ရဲ့အမြန်ရှောက်ပါဗျကျောက်အမမဟုတ်ရင်မကဲနိုင်မဖြစ်နေပါဦးမယ် မလို့စမ်းပါနဲ့ကွယ်မင်းအမလှလေးကိုဆရာနိုင်ကိုယ်တိုင်ကဲပေးမှာပါမပူနဲ့ကွယ်ဒါနဲ့မင်းတို့အိမ်မှာဘသူတွေများရောက်နေကြသေးလဲရွာတွေကသူ့တငယ်ချင်းကောင်းတော်ကိုင်အပြိုတတိုက်လဲရောက်နေပါလေဆရာကြီးနိုင်ဟေးဟုတ်လားကွာအကိုကြီးမျက်နှာအစာတွေးတဲ့စိတ်တကောင်လို့ဖြစ်သွားတယ်ဗျပြီးတော့သူ့ကိုယ်သူတကယ်ဆရာကြီးတယောက်လို့အမှုအရာတွေလုတ်ပြနေတော့ကျုပ်ဖြင့်အတော်လေးကိုစိတ်ကတိကအောက်ဖြစ်နေပြီဗျကျောက်ကိုယ်တိုင်ကလည်းအဆောင်ကျိုးအကိုကြီးလက်ထဲမှာဆိုတော့အခုချိန်မှာကျိုးပြတ်သွားတဲ့ စွန်တကောင်လိုနှိမ့်ကျသွားတဲ့အခြေအနေလေးဗျဒါနဲ့ပဲအကိုကြီးနောက်လိုက်ရင်းနဲ့လိုက်ခဲရတာပေါ့အကိုကြီးကတော့ကောင်းတော်ကိုင်းတတိုက်ရှိမှအစွမ်းပြမယ်ဆိုပြီးဒီတခါတော့အရှိရနေခတ်တုတ်တုတ်ပြန်လျှောက်သွားတယ်ကျုပ်တို့တောင်သူ့ကိုအမိဖို့မပြေးုံသာလိုက်ခဲရတာဗျဒီလိုနဲ့ကိုဆွေဆောင်တို့အိမ်အပေါ်ဓာတ်ကိုကျုပ်တို့ရောက်တော့အကိုကြီးကခတ်တီတီပဲကာလာသားတွေချုပ်ထားတဲ့လှထွေးကြည်အနီးကဖျားကန်းရှိရာတင်ပလင်ခွေပြီးမန်ပါပါထိုင်နေခဲ့တယ်ဗျပြီးတော့ဟန်မပြတ်ဖျားတောင်ရှစ်ခိုးလိုက်သေးတယ် ကျောက်ကလည်းအကိုကြီးဖေရပေါ့အိမ်အပေါ်ဓာမရှိတဲ့အပြိုတိုက်နဲ့ကာလာသားတချို့ကလည်းအကိုကြီးကိုတိတ်မယုံညဟုဗျကျောက်အကိုကြီးကဘဲအရာမစိုးတလွဲပဲအမြဲလှုပ်တက်တာလေကဲအခုဟာစပြီးတရွာလုံးကျောက်ကိုဆရာနိုင်လို့ခေါ်ကြအခုပဲသူ့ကိုဝန်ပူးနေတဲ့တရဲမောင်ကိုကျုံဆုံးမပြမယ်ပါဟဲ့ကောင်ငါအမမဟုတ်ဘူးအထီးကွာငါ့ကိုဆုံးမမယ်ဆိုတဲ့မင်းရရောဘာကောင်လဲကွာကာလာသားတွေဝိုင်းဝန်းချုပ်ထားတဲ့လှထွေးကြီးကအဲ့ဒါလို့ပြောလိုက်တော့ အကိုကြီးကလည်းသူ့အိတ်ကပ်ထဲကအဆောင်ကျိုးကိုထုတ်ပြီးပြလိုက်တယ်ဗျမြင်လားတရေကောင်လှလေးကောင်ကမင်းသဘောနဲ့ထွက်မလားငါကိုယ်တိုင်နေရမလားဟဟလောက်ရမင်းထင်ရင်လောက်ကြည့်စမ်းငါမင်းတို့ရွာတင်းကြီးကတပတ်ကြီးဆံများပဲကွာတတိရှင်ငါ့ကိုခြုံမထားခိုင်းနဲ့တပတ်ကြီးဆံများအတဏတ်ကြီးနဲ့ပြောလိုက်တော့အကိုကြီးကလည်းရွာသားတွေဝိုင်းဝန်းခြုံနှောင်ထားတဲ့သူ့အနာကိုကတ်သွားတယ်ဗျပြီးတော့ကျုပ်ရဲ့အဆောင်ကျိုးနဲ့ဆွတ်ချလိုက်တယ်လေ ဒါပေမဲ့ဝင်ပူးထားတဲ့တပတ်ကြီးကဘာမှမဖြစ်တာမြင်ရတော့အကူကြီးလည်းအဆောင်ကျိုးကိုဆွတ်ထားရကနေပြန်ဖြုတ်လိုက်တာပဲဗျဒီတော့အချုပ်ခံထားရတဲ့တပတ်ကြီးကလည်းအာကုံယုံလိုက်တာချုပ်ထားတဲ့ရွာသားတွေအဝေးကိုလွင့်ဆင်သွားကြတယ်ဗျဒါကိုမြင်ရတော့အကူကြီးကလည်းကြောက်လန့်ပြီးအလင်းအမြန်မဲအဆောင်ကျိုးကိုကျောက်စီပြစ်ပေးလိုက်ပြီးပရင်ပေါက်ကနေခုန်ချပြေးတော့တာဗျအကူကြီးကထွက်ပြေးသွားတော့ကြံတဲ့သူတွေကလည်းဘယ်နေမလဲဗျအကုံလုံးကိုဆင်းပြေးကြတာပေါ့ဒီတော့ကျုပ်တယောက်ထဲကျန်းနေတာဗျ ဝင်ပူထားတဲ့တပတ်ကြီးကလည်းသူ့ကိုမကြောက်မလန့်ထိုင်းရမထစူးစိုက်ကြည့်နေတဲ့ကျုပ်အနာတဖြည်းဖြည်းတိုးလာပြီဗျတကယ်တော့ကျုပ်လည်းသူတို့လိုပြေးကျင်တာပေါ့အခုကျုပ်ကပြေးမရဘူးဗျကျုပ်တင်ပလင်ခွေထိုင်းနေရင်ခြီမကကြမ်းကရင်ကြားကုန်ညှက်နေတာလေးဗျဒီတော့ကျုပ်လည်းမတိမတာခြီမကိုအတင်းလှုပ်ပြီးထုတ်နေရတဲ့အချိန်မှာဝင်ပူထားတဲ့တပတ်ကြီးကလက်ကြီးဆန်ပြီးကျုပ်စီတဲ၍၍ကတ်လာခဲ့ပြီဗျကျုပ်လည်းကျုပ်လုံးလိုချွေးသီးချွေးပေါက်တွေကြာနေတာပေါ့ဗျ ပြီးတော့အိမ်အပေါ်ကနေစင်ပြေးသွားတဲ့သူတွေကလည်းအောက်ကနေလှမ်းကြည့်နေကြလို့သာကျုပ်လည်းဟန်မပြတ်နေနေရတာလေဒီလိုနဲ့ဝင်ပူးတဲ့တပတ်ကြီးကကျုပ်အနားလက်တလန်းအကွာလဲရောက်ရောကျုပ်လည်းအားကုန်အနာခံပြီးချီမကိုဆွဲထုတ်လိုက်တဲ့ကကောင်းနေတော့ကျုပ်ချီမကကရင်အပေါက်ကြားကနေလွတ်ထွက်လာပြီးကျုပ်ကလည်းအနောက်ကိုခြေပြန်ပက်လက်လှမ်းကျသွားခဲ့တာလေတိုက်တိုက်ဆိုင်ဆိုင်ပဲဗျကျုပ်အနောက်ကိုခြေပြန်ပက်လက်လှမ်းလဲကျသွားတဲ့အချိန်မှာကျုပ်ရဲ့ခြေပြန်ကန်ချက်က အနာကတ်လာတဲ့တပတ်ကြီးမေးဟိုးကိုတဲ့တဲ့ကံမိသွားတယ်ဗျတပတ်ကြီးလည်းတအင်းအင်းညှဉ်းညူရင်းနဲ့အနာကိုတစ်ချက်လမ်းကျသွားတယ်လေကျောက်ကလည်းဒီအခွင့်အရေးကိုလက်လွတ်မခံမဲလဲကျနေရမှာထရရပြီးမလာထွေးကြီးရဲ့ခေါင်းကိုအဆောင်ကျိုးနဲ့ဆွတ်ချလိုက်တယ်ဒီတခါတော့အဆောင်ကျိုးကအစွမ်းပြတယ်ဗျကျောက်ကိုယ်တိုင်ဆွတ်လိုက်ရောတပတ်ကြီးကထွက်သွားပြီးတိတ်မကြခင်မှာပဲမလာထွေးကြီးတယောက်တတိပြန်ရလာတယ်ဗျဒီတော့မှအိမ်အောက်ကကြည်နေတဲ့အကိုကြီးအပါအဝင်လူတွေအားလုံးအိမ်အပေါ်ပြေးတက်လာပြီး ချုပ်ကိုအထင်ကြီးတဲ့အမှုအရာတွေနဲ့တရိုတတိကိုဆက်ဆံကြတာဗျပြီးတော့ကျုပ်ရဲ့တရင်ကကျုပ်တို့တရွာလုံးဖုံးလွှမ်းသွားပြီးတော့အဖေနဲ့အမေသားမကအကူကြီးရပါကျုပ်အပေါ်အပြောအဆိုကအစာချိုးနေရောဗျဟဲ့ကြားပြီပြီလားရွှေတို့မောင်ဖြိုးကြီးကတကယ်ကိုစွန့်နေတာ အခုကစပြီသူ့ကိုတရေနိုင်စီအာကြီးဆိုပြီးတရွာလုံးကခေါ်နေကြတာဟမ်ဟာလာငါလည်းအဲ့ဒီနေရရွာမမရှိဘူးဘလို့တွေဖြစ်ပြီးကျုပ်စက်သိမ့်မပြည့်တဲ့ညီအကိုနှစ်ယောက်ထဲကမောင်ဖြိုးအေးဟုတ်ပေါ့နင်တို့ပြောတယ် တရင်နိုင်စရာဖြူကဆရာကြီးဖြစ်သွားတာလေအေးဟဲငါလည်းမျက်မြင်တွေ့ရလို့ယုံတော့လှထွေးစီကိုတပတ်ကြီးဝန်ပူးနေတာကိုတရင်နိုင်စရာဖြူကဝန်ပူးတဲ့တပတ်ကြီးမျက်နှာကိုကန့်ပြစ်လိုက်တာတပတ်ကြီးပလက်ကိုလှမ်းပြီးလဲကျသွားတာဟဲ့ပြီးတော့အဆောင်ကျိုးနဲ့ဆုတ်ပေးလိုက်တော့ကြောက်ပြီးထွက်ပြေးသွားတာနေမဲစဉ်းစားကြည့်အကောင်လုံးကကြောက်ပြီးဆင်းပြေးသွားတဲ့အချိန်မှာသူတယောက်ထဲကျန်းခဲ့ပြီးတော့တပတ်ကြီးကိုကန့်ပြစ်လိုက်တာနဲတဲ့အစွမ်းလာရွာရဲ့ကောင်းတော်ကိုင်းအပြိုရီကလည်းကြောက်ကိုအရင်ကထပ်ပို့ပြီးအေးပေးလာကြတော့ အကိုရတော့ကျုပ်ကိုတိတ်ကိုအားကြနေတာပေါ့။ "तू आ ဆရာကြီးဆိုပြီးအဆက်ကွဲခဲ့ရတော့အပြိုကျော်တွေကသူ့ဆိုရင်အရင်ကထပ်ပူပြီးကိုအထင်သေးနေကြတယ်လေ။အခုတော့ तू आ ကျုပ်သွားရတော့ကိုတကောက်ကောက်ကိုလိုက်နေတာဗျ။ဒီလိုနဲ့ကျုပ်လည်းဘာကြီးတိုးစီသွားတော့လေ။မလိုက်စဘူးအကိုကြီးကလိုက်လာခဲ့တယ်လေ။ကျုပ်တို့ဘာကြီးတိုးအိမ်လဲရောက်ရောဘာကြီးတိုးကမကြည့်ပင်ကော့ပြက်ကလေးမှပဲရှိနေသေးတယ်။ဘာကြီးတိုးမျက်နှာအမူအရာကလည်းအရင်ကထက်ဆိုင်ရင်တိတိတတကိုညှိုးငင်နေတာဗျ။ကျုပ်တို့ညီအကိုနှစ်ယောက်ရောက်လာတာလည်းမြင်ရော။ ူကပဲအရင်ဆုံးနှုတ်ဆက်လိုက်တယ်လေ။အော်တရဲနိုင်ဆရာကြီးဆိုပြီးနာမည်ကြည့်နေတယ်မောင်တောက်ကြစိုးစမ်းမအောင်ဘာကိစ္စများရှိလို့ရောက်လာတာလဲကွဒီတခါဘာကြီးတိုးရဲ့မေးတဲ့ပုံစံကအရင်ကနေမတူဘူးဗျ။အရင်ကဆိုအပြုံးလေးနဲ့ကြိုးစိုးတတ်တဲ့ဘာကြီးတိုးရဲ့အမှုအရာနဲ့မျက်လုံးတွေကအစညှိုးငယ်တဲ့အရေးအယောင်တွေကအထင်းသားပါပဲဗျ။ကျောက်ကလည်းဘာဤတို့နေမကောင်းမှုထင်ပြီးဘာဤတို့အနာသွားကနှစ်ဖူးကိုလည်းစမ်းကြည့်တော့လေပုံမှန်ပါပဲကဲမောင်တောက်ချာ ဘာအီတို့ဘာမှမဖြစ်ပါဘူးကွယ်ဒါနဲ့မင်းအကိုကြီးမောင်နှင်ပါမလာစဘူးပါလာလားကွယ်ဟုတ်တယ်ဘာအီတို့ရေကျုပ်ကလည်းငဖြိုးလိုအဆောင်ကျိုးလေးပေးဖို့လာတောင်းတာပါပြီးတော့သူ့ရဲ့အဆောင်ကျိုးကကျုပ်ကြတော့ဘာလို့မစွမ်းတာလဲဘာအီတို့အဆောင်ကျိုးဆိုတာကာကန်ရှင်တယောက်ရဲ့နေနံတစ်ခုအတွက်ပဲလှုပ်လို့ရတာကွယ်ဘာအီတို့ကမောင်တောက်ကြအတွက်လှုပ်ပေးတာဆိုတော့မောင်တောက်ကြပဲအသုံးပြုလို့ရမှာလေကွယ်အဆောင်ကျိုးဆိုတာကာကန်ရှင်တယောက်ရဲ့နေနံတစ်ခုအတွက်ပဲလှုပ်လို့ရတာကွယ် ဘာအီတိုကမောင်တောက်ကြအတွက်လှုပ်ပေးတာဆိုတော့မောင်တောက်ကြပဲအသုံးပြုလို့ရမှာလေကွယ်။ဟာဒါဆိုကျုပ်ကိုလည်းလှုပ်ပေးပါအောင်ဘာအီတိုရဲ့ဘာအီတိုကိုထိုင်ကြတော့ပါလေဗျ။အကိုကြီးကကမန်ကန်တန်ကော့ပြစ်ပေါ်မှာထိုင်နေတဲ့ဘာအီတိုကိုကြော့ပြီးကိုအဆောင်ကျိုးတောင်းတာဗျ။ဒီတော့မှဘာအီတိုကလည်းသူ့ရဲ့အိမ်ထဲကိုခဏဝင်သွားပြီးကျုပ်လိုပဲအဆောင်ကျိုးတစ်ခုယူလာပြီးအကိုကြီးကိုပေးလိုက်တယ်။ဒီတော့မှကျုပ်အကိုကြီးမှုရတဲ့မျက်နှာကြီးနဲ့ဆက်ဖြီးဖြီးဖြစ်နေတာပေါ့ဗျ။အဲ့ဒီမှာဘာအီတိုကအခုလိုပြောလိုက်တယ်ဗျ။ ကဲမင်းတို့ညီအကိုဘာဤတို့တခုတော့တတိပေးချင်နေကိုအဆောင်ကျိုးအကိုနဲ့မမြင်ရတဲ့ဘုံလောကသားတွေရဲ့စီကိုမကြော်ကြနဲ့ပေါ့သူစီကိုစီဆိုတဲ့သဘောမျိုးအတိုင်းသူတို့ဘက်ကစီကြော်ပြီးလူတွေကိုပူကတ်တာမျိုးလှုပ်လာရင်တော့ကုပေးလို့ရတယ်အေးဒီလိုပဲကိုဘက်ကစီကြော်ပြီးသူတို့နယ်မြေကျူးကြော်ပြီးအနိုင်ကျင့်ဖို့ကြမယ်ဆိုရင်တော့ကိုပဲခံရလိမ့်မယ်ဆိုတာသိထားပါဟုတ်ဟုတ်ကဲ့ဘာဤတို့ကျောင်းအဲ့ဒီလိုမျိုးမလုပ်ပါဘူးဗျကျောင်းလဲငဖြိုးလိုမျိုးဖြစ်ချင်လို့လာတောင်းတာပါအေးကောင်းပြီမောင်နိုင်ကဲမင်းပြန်တော့ကွယ် ပါဤတော့လောက်เสียရှိသေးတယ်။မောင်တော့ကြတော့ခဏနေခဲ့အောင်။ပါဤတော့အဲ့ဒါလိုပြောလိုက်ရောအကိုကြီးတယောက်စောင့်ကြွားကြွားနဲ့ပါဤတော့ကိုနှုတ်ဆက်ပြီးထွက်သွားခဲ့ပြီဗျ။ကျောက်ကတော့နေခဲ့ရတာပေါ့ဗျ။အခုလောက်ဆိုရင်ကျုပ်အကူကြီးတရွာလုံးကိုပတ်ကြွားပြီးဆရာကြီးလုံတော့မယ်ဆိုတာကျုပ်ကောင်းကောင်းသိနေခဲ့ပြီလေ။ကဲရဲ့မောင်တော့ကြဘာဤတိုးနောက်ဆုံးအနေနဲ့မင်းကိုလက်ဆောင်တစ်ခု ပေးချင်တယ်ကွယ်။ဟာဘဲနဲ့နောက်ဆုံးလဲဘာဤတိုးရ။ဘာကြီးတိုးကဘယ်သွားမှမလို့လဲ။ပြီးတော့ဘာဤတိုးကျုပ်ကိုခွဲမသွားရဘူးဗျ။ တကယ်လို့ဘာကြီးတို့တနေရရသွားရင်ကြောက်ကိုလေအပခေါ်ဗျကြောက်ဘာကြီးတို့မခွဲနိုင်မှုဒီမမောင်တောက်ကြဘာကြီးတို့အသက်အရွယ်ကနောက်ဆုံးအရွယ်ကိုရောက်နေခဲ့ပြီးတင်ခါရသဘောတရားကိုလုံဆန်လို့လည်းမရဘူးကွတကယ်လို့များဘာကြီးတို့မရှိတော့ရင်ဘာကြီးတို့ရဲ့ကိုစားဟော်ရီကဂျင်းနဂါရုပ်ကလေးကိုယူထားကွအစိတ်ရှိရဲ့မွေမှန်သမျှအကိုက်ခံရရင်ဒီအယုတ်ကလေးကိုရေစိမ်တိုက်ပျောက်တယ်ပြီးတော့အပနေတဲ့နေရာမှာလည်းဒီအယုတ်ကလေးကိုပြလိုက်ရုံနဲ့တာမန်တစီတရေတွေကြောက်ကြတယ်ဘာကြီးတို့ကအဲ့ဒါလိုပြောပြီး တထွာကန့်ဂျင်းနဂါအယုတ်ကလေးကိုကျုပ်ကိုပေးလိုက်တယ်ဗျ။ကျုပ်တေချာကြည့်လိုက်တော့ဂျင်းနဂါယုတ်ကလေးကအတော်လေးကိုလက်ရမြောက်နေတာပဲဗျ။ဒါနဲ့ဘာကြီးတို့ကကျုပ်ကိုဘာလို့ဒီအယုတ်ကလေးပေးတာလဲ။ဒီလိုမောင်တောက်ကြရဲ့မင်းကတိတ်တာကြက်မပြည့်ချင်တာမင်းအကိုကြီးနဲ့မတူစေတနာကောင်းတဲ့စိတ်ရင်းကောင်းတဲ့ကျွားဝါတတ်တာကလွဲရင်တော့လူတစ်ဖက်သားကိုကူညီခြင်းနဲ့စိတ်အပြည့်ရှိတယ်။အဲဒါကြောင့်နောက်တစ်ချိန်မှာမင်းလူတွေကိုကူညီဆောင်ရှောက်နိုင်ဖို့အတွက်ဘာကြီးတို့ကလက်ဆောင်ပေးတာပါကွယ်။ဟာဘာကြီးတို့ကလည်း ဘာကြီးတော့ကျုပ်ကိုချီးကျူးတယ်လို့နဲ့စက်မပြေဘူးလို့ပြောတယ်ဗျပြီးတော့ကျုပ်ကိုအယုတ်လေးပေးပြီးဘာကြီးတော့ပဲကိုသွားမလို့လေဒီအယုတ်ကလေးကဘလောက်ပဲမိုးပေါ်ပြန်မြင်ရှိုးရအောင်စွမ်းနေပါစီဘာကြီးတော့နဲ့အစာမထိုးနိုင်ဘူးရော့ပြန်ယူပြဘာကြီးတော့ကျုပ်မလို့ခြင်းမူကျောက်အတွက်တော့ဘာကြီးတော့ကသာတန်မိုးမဖြတ်နိုင်တဲ့လူတစ်ယောက်ပါကျုပ်လည်းငိုတန်တွေကိုပါလို့ပေါ့ဗျဒီတော့မှဘာကြီးတော့ကကျုပ်ကိုကြည့်ပြီးပြုံးပြလိုက်တယ်ဗျပြီးတော့ကျုပ်ပခုံးလေးကိုအသာပုတ်ခါကျုပ်ပြန်ပေးတဲ့ဈေးနှကားယုတ်ကလေးကိုမယူဘဲအိမ်ထဲပြန်ဝင်သွားတယ်ဗျ ကျောက်ကလည်းဘာယီတိုအိမ်နဲ့ဝင်သွားတော့အနောက်ကလိုက်ခဲ့ပေမဲ့ဘာယီတိုကတကားပိတ်သွားခဲ့တာဗျာပြီးတော့အိမ်ထဲကနေခုလိုပဲကျောက်ကိုပြောလိုက်တဲ့မောင်တော့ကြဘာယီတိုကအခုလောလောဆယ်အဋိဋ္ဌံတစ်ခုဝင်းနေလို့ပါကွယ်ဘာယီတိုပြီးတဲ့ကျင်းနဂါရုပ်ကလေးကိုတခါတည်းယူသွားတော့နောက်ခုနှစ်ရက်နေမှဘာယီတိုကိုလာတွေ့ပါကွယ်ကဲပြန်တော့မောင်တော့ကြဘာယီတိုအဋိဋ္ဌံဝင်အောင်မေဘာယီတိုကအိမ်ထဲကနေအဲ့လိုပြောလိုက်မှကျောက်လဲဝမ်းနေမှုတွေရော့ကျသွားခဲ့တာဗျာ ဘာလို့လဲဆိုတော့ဘာကြီးတို့ဒိဋ္ဌံပရိစိတ်နေလို့ကြောက်ကိုအဲ့ဒီလိုတွေပြောတာပဲဖြစ်လိမ့်မယ်။ဒါနဲ့ကြောက်လေဘာကြီးတို့ပေးတဲ့ကျေးနဂါးရုပ်ကလေးကိုယူပြီးအိမ်ကိုပြန်လာခဲ့တာပေါ့ဗျာ။ကြောက်အိမ်လဲရောက်ရောအကုတ်ကြီးကပြန်မရောက်သေးဘူးဗျာ။ဒါနဲ့ကြောက်လေကျေးနဂါးရုပ်ကလေးကိုကြောက်ရဲ့အလောက်သွားရင်လွယ်နေကြလွယ်အိတ်ကလေးတွေထည့်ထားလိုက်တာပေါ့ဗျာ။ပြို့တော်လေးအေးမတော်လေးအေးမအိမ်အောက်ကအမေကိုခေါ်နေတဲ့အတန်တစ်ခုကြောင့်အမေလဲအိမ်အပေါ်ဓာတ်ကနေအောက်ကိုဆင်းသွားခဲ့တယ်ဗျ။ကြောက်ကလည်းဘယ်သူလဲသိအောင်အမေနောက်ကနေကတ်လိုက်ခဲ့တာပေါ့ ကျောက်နဲ့အမေအိမ်အောက်ကိုရောက်တော့အကြီးထွေးကြီးရဲ့ဒါကိုချက်ဖောင်းကြီးဖြစ်နေတာဗျဒါနဲ့အမေလည်းကိုချက်ဖောင်းကိုလာရင်ကိစ္စအကြောင်းဆောင်ကိုမေးလိုက်တော့ကျုပ်အကိုကြီးအကြောင်းစပြီးပြောတော်တာဗျဒီလိုဒေါ်လီအီမှာဒေါ်လီသားကြီးကိုနိုင်ကဒီညပြန်မအိပ်ဖဲတရေချောက်ပါတယ်ဆိုတဲ့ကိုတာကတော့လဲဆောင်တဲမှာသွားအိမ်မဲတယ်ဗျာဟာဒီကောင်ကတော့ဘာတွေရှောက်လုံနေလဲမသိဘူးဒါနဲ့နင်တို့ကရောမတားကြဘူးလားချက်ဖောင်းကျုပ်တို့လည်းဘလို့မှတားမရဘူးဗျ तू ကတရေနိုင်နေဆိုပြီးအဲ့မှာသွားအိမ်ပြမယ်ဆိုပြီးတော့ အတင်းကိုပြောနေတာပြီးတော့ဒေါ်လေးသားကိုတာကညီမကိုကြိုက်နေတာလေဗျာဒီတော့သူတို့မောင်နှမအထင်ကြီးဖို့တော့အိတ်ချင်းနေတာလေပါတာပေါ့အေးဟေထားလိုက်တော့ဒင်းကိုငါလည်းမနိုင်ဘူးအကြီးရတစ်မျိုးအလက်ကတစ်မျိုးနဲ့သူတို့နှစ်ကောင်ကိုမွေးထားမိတာကိုကမှားတာငါမွေးတော့ကတော့ပြည့်ပြည့်စုံစုံပဲကြီးမှကြက်မပြည့်တဲ့ဒီနှစ်ယောက်နဲ့ငါလည်းအတော်လေးကိုစိတ်ညစ်နေပြီဟာအမေကလည်းတားနဲ့ဘာမှမဆိုင်ဘူးလေအကိုကြီးပါသာအယူထားတာတားပယောကမပါဘူးတိတ်ဆန်းငါဖြူနင်းကိုယ်တိုင်နဲ့ဆရာရောင်ရောင်ဘာရောင်ရောင်နဲ့ ။ငါမျက်စိကိုနောက်နေပြီးမပြောချင်လို့ကြည်နေတာအကောင်းမထင်နဲ့။နင်းလိုကြက်မပြည့်တဲ့သူကိုဆရာတင်နေတဲ့တရွာလုံးလဲယူနေကြပြီထင်တယ်။အမေကအတော်လေးကိုစိတ်တိုးနေတယ်။အမေရဲ့အမှုအရာကိုကြည့်ပြီးကိုချက်ပေါင်းလဲပြန်လစ်သွားပြီလေ။ကြုတ်တိပါလေ။အမေကအကိုကြီးကိုစိတ်သာတိုးနေတာစိတ်ပူနေတာကတော့အမှန်ပဲ။ကျောက်တော်မိသားစုမှာထူးခြားတာကတခြားမိသားစုတွေနဲ့စန့်ကျင်ဘက်ပဲအဖေကတော့သားသမီးတွေကိုချစ်တာထုတ်ပြပေမဲ့အမေကတော့ထုံးမပြအောင်အခုအကိုကြီးကတရေချောက်တယ်ဆိုတဲ့ ကိုသားကလေဆောင်တဲတယောက်တည်းသွားအိတ်တာဆိုတော့အမေဒီမကကြုံလဲစိတ်မချဘူးတိတ်မကြခင်မှာပဲမှောင်တော့မယ်လေဒါနဲ့ကြုံလဲအမေစီကိုခွင့်တောင်းပြီးအကိုကြီးကိုပြန်ခေါ်မယ်ဆိုတော့အမေကလည်းကြည်ကြည်ပြူပြူနဲ့ကိုခွင့်ပြူတယ်ဗျပြီးတော့အပြောအဆိုကအစာပြောင်းလဲသွားပြီးတားလက်မင်းအကိုကြီးကိုအပါခေါ်ခဲ့တော့ကြာလာတယောက်မှသူ့ကိုအမေကိုယ်တိုင်ချိန်နဲ့ရိုက်ဆုံးပါမယ်မှောင်တော့မယ်မင်းကိုကြီးရှေ့ရမြင်မြန်သွားကြုံလဲအမေကခွင့်ပြူလိုက်တာနဲ့အိမ်အပေါ်ဓာတ်ကိုပြေးတက်ပြီးကျောက်လွယ်နေကြလွယ်အိတ်ကလေးကိုလွယ်ပြီ အကူကြီးရှိရာကိုသားကလေဆောင်တိတ်စီထွက်သွားခဲ့တာပေါ့ကျောက်ရွာလန်တစ်လျှောက်ဖြတ်သွားတိုင်းအပြိုရိစီမာလဲကျောက်အကူကြီးကိုချီချူပြီးပြောနေတဲ့စကားသံတွေကြားနေရတယ်ကျောက်အကူကြီးကတရေချောက်တဲ့လေဆောင်ထဲကိုတွက်ပြီးတော့တရေနှိမ်နေမှုတွားတယ်ဆိုတဲ့အကြောင်းပေါ့လीပြီးတော့ကျောက်ကိုလည်းလာနှုတ်ဆက်ပြီးဘဲသွားမလဲဘာညာလာပြီးဆက်စုကြသည်လို့ကျောက်လည်းဘဲသူမှလာပြီးဘာမှဆက်မပြောတော့ပဲအကူကြီးရှိရာကိုပဲခတ်တုတ်တုတ်လျှောက်ခဲလိုက်ရတယ်ဒီလိုနဲ့ကျောက်ကိုသားကွာရဲ့လေခွေးနားလဲရောက်ရော့ အမောင်တို့ဟာတစတစဝင်ရောက်လာပြီဗျပြီးတော့လဲဆောင်တဲကိုလည်းကြုံရောက်ရောအကိုကြီးကအိမ်ဖျားစင်ကအဖေပရိကြီးကိုလဲဘေးမှာဆွဲပြီးအထာကြကြတရားတောင်ထိုင်နေသေးတယ်ဗျဒါနဲ့ကြုံလေအကိုကြီးရဲ့တမာတိကိုစမ်းကြည့်ချင်တာနဲ့ပဲလဲဆောင်တဲလေးရဲ့အသားတိုင်လေးတွေကိုလှုံ့ရမ်းလိုက်တာပေါ့ဗျဟေ့တရေစုပ်တွေငါဆိုတဲ့ဆရာကြီးနိုင်ကမင်းတို့ကိုနှင်ထုတ်ဖို့လာခဲ့တာကွာအခုချက်ချင်း၆လနေတာရပ်ပြီးထွက်သွားစမ်းအကိုကြီးကတရားထိုင်ရင်နောက်ပြန်လှည့်မကြည့်ပဲပြောတော့ကြုံလဲကြိတ်ပြီးရှင်းနေရတာပေါ့ ဒီလိုနဲ့ကြုံလဲနောက်တစ်ဆင့်တို့ပြီးမြေစာခဲတချို့ကိုကင်ကလဲဆောင်တဲကတဲ့လေးစီပြစ်တင်လိုက်တယ်။အမလီဗျဒီတခါတော့အကိုကြီးလန့်သွားတာဗျသူ့နောက်ဖက်ကျန်းကနေပေါ်မှာမြေစာခဲတွေအဆက်မပြတ်ကျောက်ကပြစ်ချနေတော့သူ့နောက်ကြောင်မလုံတော့ဘူးလေ။ဒါနဲ့သူတရားထိုင်တာဖြုတ်ပြီးနောက်ကိုလှည့်ကြည့်လိုက်တော့ကျောက်လဲကပြခဲရတဲအနောက်ဝင်ပုံလိုက်တယ်လေ။အကိုကြီးကလည်းဟိုကြည့်ဒီကြည့်ကြည့်နေရင်းနဲ့လယ်ဘင်းကပရီးကုန်းကိုချွတ်လိုက်ပြီးအခုလိုပြောလိုက်တယ်ဗျ။ဟေ့တရေတွေဒါကတိမ်ဝင်ပရီးပဲကွာ။ မှောင်မီစရှိသေးတာကိုလာချောက်နေတယ်အကောင်လုံးထပ်ပြီးမသေးခြင်းအခုချက်ချင်းပြန်လှည့်သွားကြငါပရိစိတ်လိုက်အောင်မယ်အကိုကြီးကအဲ့လိုပြောကောင်းပြန်လှည့်သွားပြီးပရိစိတ်နေသေးတာကြုံလဲဒီတခါတော့အကိုကြီးမသိအောင်လဲဆောင်တဲ့ခေါင်းမိုးပေါ်ကိုဖတ်တက်လိုက်တယ်ဗျတဲတခုလုံးကလည်းကျုပ်အပေါ်တက်တော့ရိမ့်ရိမ့်သွားခဲ့တယ်လေဒါကိုအကိုကြီးကပရိစိတ်နေရင်တောက်တစ်ချက်ခောက်ပြီးနောက်ပြန်မလှည့်ပဲအခုလိုဆက်ပြောလိုက်တယ်ဗျဟဲ့ငါရဲ့အဆောင်အရှောက်ပုတ်ကုန်များအခု၆လနဲ့တဲ့တရေကိုသွားရောက်နှိမ့်နှင်းညာစမ်း ကျုပ်အကိုကြီးလိုမျိုးဖျားမိတရားမိနေတဲ့သူကအခုကြမလုတ်ပြပြီးမသိရင်အဆောင်အလျှောက်တွေရနေတဲ့ပုံစံမျိုးပြောနေတော့ကျုပ်ဖြစ်မရည်မိအောင်အတင်းထင်းထားရတယ်ဗျ။ဘာပဲဖြစ်ဖြစ်ကျုပ်အကိုကြီးကိုဒီအတိုင်းခေါ်လို့လေရမှာမဟုတ်ဘူးလေ။သူ့ကို၆လန့်ပြီးပြေးအောင်လုံးမသူ့အိမ်ပြန်ရောက်တော့မှာဗျ။ဒါနဲ့ကျုပ်လည်းတဲခေါင်မိုးပေါ်ကနေအပေါလေးတစ်ခုဖောက်လိုက်ပြီးကျုပ်လွယ်အိတ်ထဲမှာရှိနေတဲ့ရေဘူးကိုထုတ်လိုက်တဲ့ပြီးတော့ရေဘူးတဲ့ရရှိတွေကိုအကိုကြီးပရိစိတ်နေတဲ့အပေါ်တက်တဲ့ကိုလောင်းချလိုက်တဲ့ ဟာဘာရီလေမင်းတို့တရေတွေအတော်လေးများနေပြီနော်အခုချက်ချင်းထွက်သွားစမ်းအကိုကြီးကမျက်စိတောင်မဖွင့်မဲနဲ့အဲ့ဒီလိုပြောနေတာဗျဒီတခါတော့သူ့အတန်တွေကတုံညီနေပြီဒါနဲ့ကြုံလဲနောက်ဆုံးအဆင့်အနေနဲ့ကြောက်မဖွယ်အတန်တူးလှုပ်ပြီးအကိုအကြီးကိုအခုလိုပြောလိုက်တာပေါ့အခုမင်းအပေါ်မှာကြနေတာကငါပါဇက်ကစီးကြတဲ့တရေတွေပဲအခုငါမင်းအပေါ်မှာရှိနေတဲ့အခုပဲမင်းကိုစားမယ်ကွာကျောက်ကအဲ့လိုအကိုကြီးကို၆လပ်ပြီးတဲခေါမိုးပေါ်ကနေ အနောက်ဘက်ကိုခုန်ချလိုက်တယ်ဗျဒီတော့မှကျုပ်အကိုကြီးကြောက်လန့်ပြီးလဲဆောင်တဲတဲကနေရွာစီကိုပစိုးမနိုင်မဲအတင်းပြေတော့တာပေါ့ဗျသူ့ကိုတရေကြီးရတကယ်စားမင်ဆိုပြီးခုန်ချလာတဲ့အထင်နဲ့နောက်တောင်တစ်ချက်လဲတောင်မကြည့်ရဘူးဗျကျုပ်ကလည်းဒီတော့မှလဲဆောင်တဲအနောက်ဘက်ကနေအပြင်ကိုထွက်လာပြီးတဟာဟာရီမောနေတော့တာပေါ့အဲ့ဒီအချိန်မှာပဲကျုပ်ဘေးဘက်ထမ်းမိညီရနေထမ်းသီးတွေတဖြုတ်ဖြုတ်ကျွေးကြလာတယ်ဗျကျုပ်လည်းမတင်ကားတာနဲ့ထမ်းမိအပေါ်ကိုမော့ကြည့်လိုက်တော့အမွေးရှိရှိရှာကြီးတထောင်ကရှေးလျားနေတဲ့ တရေကြီးတကောင်ထမ်းမင်မော်ကနေလေးဘက်ထောက်ပြီးဆဲလာနေတာဗျနေဝင်းကြီးစာအမောင်တို့ဝင်စာအချိန်ဖြစ်တာကြောင့်ကျုပ်လဲအားလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်ဒါနဲ့ပဲကျုပ်လဲဘယ်ပြောကောင်းမလဲဒီအကောင်ကြီးအောက်ရောက်မလာခင်ရွာထဲကိုပြေးဝင်ခဲ့ရတာပေါ့ဗျဒီလိုနဲ့ကျုပ်အိမ်ကိုလဲရောက်ရောကျောက်လန်တကြားခေါင်းမှုထုံပြီးကရုံကရင်ကိုင်းနေတဲ့အကိုကြီးကိုတွေ့လိုက်ရတယ်အမေကလည်းအကိုကြီးရဲ့ဖြစ်ပုံကိုကြည့်ပြီးရိုက်မဲ့အစီအစဉ်ဖြတ်လိုက်ရတယ်လို့ အဖေကလည်းအကိုကြီးကိုကြောက်မှဆိုလို့ဖတ်ထားတာပေါ့ဗျာအမေကတော့ကြောက်ရောက်လာတာလဲမြင်ရောမျက်စောင်းတစ်ချက်ထိုးပြီးကြောက်ကိုကြည့်လိုက်တယ်ဗျဒီတော့ကြောက်ကလည်းအတိတ်ပဲပါပါခေါင်းချင်းပြလိုက်တော့အမေလဲသဘောပေါက်သွားတယ်ထင်ပါလေကြောက်ကိုပြုံးပြီးကြည့်နေတာပေါ့ဗျာတကယ်တမ်းတရေနဲ့တွေ့ခဲ့ရတာကြောက်လေအခုတော့တရေကိုတောင်မမြင်ရပဲနဲ့ကြောက်အတန်ကြားယုံနဲ့ကြောက်လန့်နေတာကကြောက်အကိုကြီးတကယ်လဲရီရပါလေဗျအခုဆိုရင်တရေနိုင်ဆရာကြီးမောင်နိုင်အဖြစ်က တရေကြောက်ပြီးပြေးလာနေရတယ်ဆိုတဲ့တတင်းကလည်းတရွာလုံးကိုဖုံးသွားခဲ့ပြီဗျပြီးတော့အထူလျှို့ဝှက်ချက်အနေနဲ့တခုတော့ရှိသေးတယ်ဗျကျောက်အကိုကြီးကသူ့ကိုခြောက်တာကျောက်ဆိုတာအခုထိမသိသေးဘူးဗျခမားတို့ရဲ့ကျောက်ရဲ့အမိရဲ့ပဲဒီကိစ္စကိုတည်တာဗျတကယ်လို့များကျောက်အကိုကြီးသာတည်သွားရင်တော့ကျောက်ခမားတို့ကိုစိတ်ဆိုးမှာနော်ဟုတ်ကဲ့ပါရှင် ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ဆက်လန်းဆောင်မှဆုံတိုင်းနာဆင်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ဆက်လန်းကောင်းတွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်ရှင်။